welcome back new official music channel ဟိုကျွန်တော်ဒီနေ့ကဲထွေထွေထူးကြီးရှောက်ပြီးပြောမနေတော့ဒီတချင်း review လုပ်မယ်ကျွန်တော်တချင်း review လုပ်မယ်ဆိုတာဘာတချင်းလို့ဆိုတော့ကျွန်တော်တို့ဒီဒီဆရာမမောဇလကသူကလေအဲ့လိုမျိုးဒီတချင်းသူရေးသမျှတချင်း music ထင်ပါပေါ့ music တွေပါပေါ့ဒီ progression တွေကိုသူကဟိုပညာရပိုင်းဆိုင်ရာပေါ့အဲ့လိုဖွဲ့စည်းပုံတွေသူက တစ်ခုမုံတစ်ခုနှစ်ခုတည်းလည်းပိုးလေးပဲအဲ့လိုမျိုးခဏခဏတွေ့ရတယ်ဗျအဲကိုမောင်ဇော်လက်ကိုအဲ့ဒါတူလေးစားရပါ तू ကဒီလိုမျိုးပေါ့ကျွန်တော်တို့ဒီ theory ဘိုင်းဆိုင်ရာတွေကိုတော်တော်ကြီးညက်ခဲ့တဲ့ပုံပေါ်တယ်ဗျဟုတ်ဆရာငှက်ကလည်းအဲ့ဒါကိုသဘောကျတယ်ကုအေဖျူတို့ကုမောင်မောင်ဇော်လက်တို့ဟိုဆရာငှက်နဲ့လည်းတွဲမိရလဲဒီဒီအဲ့လိုမျိုးပေါ့ကျွန်တော်ဆရာဆရာငှက်ဆရာငှက်တို့နဲ့တွဲမိရလဲမပြောနဲ့သူတို့၃ယောက်က ဲ့တော့သူကလည်းအဲ့လိုမျိုးပုံစံတွေဒီဒီဟိုဘောဒီ western music ရဲ့အရင်းငူတွေအများကြီးပါတယ်သူရေးတဲ့တချင်းတွေထဲမှာသူဖွဲသူ့ရဲ့ဖွဲ့စည်းပုံတွေထဲမှာအဲ့လိုမျိုးပေါ့ခုအဒီနေ့ဘာလဲဆိုတော့ဘာတချင်းကိုကျွန်တော် review လုပ်မလဲဆိုတော့အဲ့လိုပုံစံမျိုးရေးဖွဲ့ထားတာအဲ့လိုမျိုးဒီလိုမျိုး borrow core တွေနောက်ပြီး key modulation တွေအဲ့လိုမျိုးတွေပြောင်းပြောင်းပြီးတော့တီးသွားတဲ့တချင်းတစ်ပုတ်ရှိတယ်သူရေးထားတဲ့ထဲမှာအဲ့ဒါအဲ့ဒီတချင်းပေါ့အဲ့ဒီတချင်းက ဘာလဲဆိုဒီဟိုပေါ့စာမျက်နှာ15ဆိုတာလေခမရဟုတ်လေကြားဘူးလိမ့်မယ်တအားလဲမိုက်တယ်တခြင်းအဲ့မျိုးပေါ့နော်အဲ့ဒါသူကအဲ့မျိုးလေးပေါ့သူကတော့သူအဲ့ထဲမှာ key ရ key ရတော့သူကဒီပေါ့လေဒီရဲ့ဒီ key ထဲမှာဒီ key ထဲမှာဒီတာနော်ဒီ key ထဲမှာတီးတော့သူကအဲ့မယ်ဘာလဲဆိုဘာပါအဲတော့ intro မှာဒီလိုလေးလာတာဟုတ် ဲအဲ intro ရဲ့ရိုးပဲအဲ့ဒါပဲသူကဒီဟိုဘောဒီ1 2ရဲ့အဲဟွာဒီတခါလဲကျွန်တော်က notes တော့ရေးထားတယ်ပဲအဲ့ဒါဟောကျွန်တော်တခါလဲ notes ရေးပြီးသားဒီဟောတခါလဲ notes ထွက်ရတယ် body ကိုဒီလိုမျိုးပေါ့သူက chord progression intro မှာ1 5သူက6 6ပြီးတော့ဟွာ flat 5ဟွာ flat 6ပေါ့6ပြီးတော့ sharp 5အဲဝင်လာတယ် B flat ကြီးဝင်လာတယ်အဲ့တော့ ဖက်ဘာယူတာဒီဒီ B flat ကသူကဖက်စင်တို့အနေနဲ့ဝင်လာသူကသူက D ရဲ့ A ရဲ့နောက်ပြီးတော့ B minor ရဲ့အဲ B flat ရဲ့ A ရဲ့သူကဒီက flex 16တင်ရဝင်လာနော်ဟဲ့လို့မဲ့သူက bass ကသူက bass sequence သွားမယ်ဆိုလို့ရှိရင် do d la si so သူကအဲ့ပုံစံနဲ့သွားရမှာ bass sequence ကြတော့သူကအဲ့ရသူကဒီဟောပေါ့ တဆန်းရင်းလှုပ်သွားတဲ့သဘောမျိုးဒီကောဒိုယူမယ်နောက်ပြီးတော့ဒီဟောပေါ့5 core ပါကြတော့ तू က7 note base ကိုကြတော့ base sequence 7 note ခံသွားတယ်အဲဒါပြီးတော့နောက်ပြီးတော့ B minor 6အဲ့ဒါပြီးလို့ရှိရင်6 flat အဲ့ဒါပြီးလို့ရှိရင်5နေနဲ့ဝင်တယ်အဲ့ဒါလို base ကကြတော့ तू ကအတိုင်းသွားတာအဲ့တော့ base ပုံစံမျိုးသွားမယ်ဆိုလို့ရှိရင် ဒီလိုอ่ะကိုယ်ရေမန်မီယိုမေတ္မာရေအဲ့ဒီမှာပြောင်းသွားခေါ် progression อ่ะ तू อ่ะ2ခေါ်ရေ5ခေါ်ရေ2ခေါ်ရေ5ခေါ်ရေ तू อ่ะ pre chorus ပုံစံမျိုးဝင်လာခေါ် progression ချက်ပြောင်းသွားရင်เนาะရေမန်မီယိုမေတ္မာရေဒီတွေသာရေကတို့ချာပြီပဲ Messi go me on delay ဲ့ဒါဒီ chorus ကကြတော့ရိုးပါပဲ तू อ่ะဘာလဲဆိုတော့16ဒါ1ရဲ့6ရဲ့4ရဲ့ तू อ่ะ5ရဲ့အဲ့လိုသွားတာပဲအဲ့ chord progression ကတော့1645ရိုးရိုးတန်းတန်းကျွန်တော်တို့စင်ပဲ chord progression နိုင်သွားတယ် chorus မှာじゃ basic ကိုမင်းရောက်နေလဲဘာညာသာအဲ့နေရာတွေမှာကြတော့ရိုးစင်ပဲ chord နဲ့ progression နိုင်သွားတယ်เนาะအဲ့ပြီးတော့ तू อ่ะ ds sign ကိုတက်တယ် side to side ဒီ sign ကိုပြန်ပြန်တက်တယ်เนาะအဲ့အဲ့ဒါပြီးတော့ဒီဟို ပဲစီကိုမင်းရောင်းနေတဲ့ pre course ကိုမထည့်ဘဲနဲ့တိုက်ပြီးတစ်ခါတုံးဆိုပြီးအဲ sign to sign rugby နှစ်ခေါက်ပြန်ပြီးတဲ့အချိန်မှာ तू ကဒီ pre course ကိုဖြုတ်ခဲ့ပြီးတော့မှဒီဘက်ဟို chorus ယူတောင်းဝင်တာပဲစီကိုမင်းရောင်းနေလေဘာတွေကိုမင်းလုံးနေလေဘယ်သူနဲ့မင်းရှိနေလဲ မင်းရှိနေမလဲတွေ့မိပါလေအဲ့ဒီရောပြောချင်တာကျွန်တော်ပြောချင်တာဒီ chorus ဆိုလို့မှာ तू อ่ะဒီဘောဘောဒါကတော့ကျွန်တော်ဆရာချစ်ရဲ့ပုံပုံစံကို तू ယူချင်တာ तू ဆရာချစ်တီးချင်တဲ့ပုံစံက तू อ่ะ minor minor blues key ပေါ့အဲ့ minor blues key ကိုတီးချင်တော့ဒီ chord progression အဲ့ဆိုလို့ပြောင်းလိုက်တဲ့သဘောမျိုး तू อ่ะ minor blue skill ကိုသူကဒီတော့ D ထဲမှာ D minor ထဲမှာ D minor ရဲ့ဖနက်တော်နေတယ်မှာသူက minor blue skill ကိုယူသုံးတာဒီလိုပေါ့အဲအဲ့ minor blue skill သူသုံးရင်တော့ chord progression ကိုပြောင်းမယ်နော်အဲ့ဘယ်ပေါ့သူကအဲ့ဒီ chord progression ကိုဘာတော့လို့ဆိုတော့အဲ့မယ်သူက bass key ကိုသူက modulation လုပ်တော့ဆိုတော့သူကသူက ီရဲ့ key D ပေါ့ဒါ key D key D key D ရဲ့ key D ရဲ့ prime minor D minor နော် D minor ဆိုတော့သူ့ရဲ့ D relate major key ကကျတော့ F အဲ F ရဲ့ F key ကိုသူက modulation လုပ်ပြီးပြောင်းသွားတာ F ရဲ့ four ရဲ့ five ရဲ့နော် I F ရဲ့ four ရဲ့ five ရဲ့နောက်ပြီးတော့နောက်တစ်ခေါက်ကြ F ရဲ့နောက်ပြီးတော့ re ရဲ့ five ရဲ့အဲ့လိုမျိုးသူက F ရဲ့ F ရဲ့ four ရဲ့ five ရဲ့ B flat က F ရဲ့ four လေး

key ကိုထပ်ပြီးတော့ modulation modulation ထပ်ပြီးတော့ chain တယ်ဘယ်ကို chain သွားတော့ဆိုတော့ဒီကောင်ကသူဟောဟောဒီဟောဟောဒီ e ဘော e e modulation ထပ် chain တယ်သူကအမ်ဒီ a ကိုခင်းပြီးတော့နော် i a ကိုခင်းပြီးတော့ a7 ကိုခင်းပြီးတော့သူက dream me o me tin ma le တွေ့လား f sharp minor ဖြစ်သွားတယ် မိတွေလာတွေကတော့ကြပြီပဲဘယ်စီတော့မရောက်နေမလဲချင်းသွားတယ်သူကမော်ဂျူလေးရှင်းလို့သွားတာသူကအဲ့ဒါလေးကစတယ်အဲမှသူက အဲ့တချင်အဲ့လိုမျိုးအဲ့တော့ဒီ solo တစ်ချက်ကိုကျွန်တော်သဘောကျတာသူကအဲ့ chord progression ကဒီ minor blues key နဲ့ CH teaching ကိုပြောင်းလိုက်တဲ့ပုံစံမျိုးလားတော့မသိဘူးဗျအဲ့ CH teaching နဲ့ teaching ကိုပြောင်းလိုက်တဲ့ပုံစံမျိုးထင်တာပဲကျွန်တော်ကတော့အဲ့အဲ့ solo လေးကိုကျွန်တော်တစ်ချက်စက်စက်ကြည့်မယ်နော် his brother ကိုနားထောင်ကြည့်ပါဦးဒါလေးနော်ချက် ဟုတ်သားတွေ့လဲဆိုတော့အဲ့ဆိုလိုပါသူက F ရဲ့ဒီမူရင်းခီးဒီရဲ့ပရမိုင်နာရဲ့ပရပရမိုင်နာကိုယူပြီးတော့ဒီ F key ရဲ့ဘောခေါ်ตัวตาชิงาบีต้องเลยเหรอโหโหตะนี่อ่ะจารย์ชิงปะแกเลยโบ B flat เนี่ย C โหจารย์ว่า B flat 7 C 7เนี่ยตัวอยู่ภิ้วตีสอดเลยโซโลอะไรเหมือน B flat เนี่ย C 7เนาะภิ้วดีเปียงဝင်เลยรอบต่อจ้า ော့ဒီဂျီမိုင်းနာအဲ့ဒါလည်း F key တွေရပဲเนาะဂျီမိုင်းနောက်ပြီး A7 နော် A7 เนาะတီ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 ရီ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 ဒီ7လေးအဲ7 call လေးသူအားပေးထားတာ ဒီသူရဲ့ solo ဒီဆောက်ပုံကအဲ့လိုမျိုး seven chord လေးနဲ့တွားတာသူကမျိုးလေးသူက7 chord လေးနဲ့တိဆောက်ထားတာဆိုလို့သူကဘာဖြစ်လို့7 chord နဲ့တိဆောက်ရလဲဆိုတော့သူက minor blues scale ကိုသုံးခြင်းလို့ ဆရာချစ်ကအဲ့ဒါကြောင့်သူကဒီ promo စတာသူကဖနက်တော့နေပဲဖနက်တော့နေဖနက်တော့နေတဲ့မှာကျွန်တော်ပြောတယ်ဒီဟိုဘောဟိုဘော try to notes လေးတလုံးထည့်လိုက်တာပဲเนาะအဲဟိုဘော diminish pick လေးတလုံးထည့်လိုက်တာအဲ့ဒါပဲเนาะအဲ့ဒါအဲ့အဲ့ဒါဒီ minor blue ski ဖြစ်သွားတာသူကအဲ့တော့ promo စတာလာချင်း तू ကတွန်းတာ bunny လို့ရချိုးเนาะအဲ့တော့ဒီချန်နာတော်ကြီးကတော့တုံးပြီရနဲ့အတန်ရှင်ကိုသူက sustain ကိုဖြတ်ပြတာတော်တော် ။ဘာပေါ့ဟမ်းမားအောင်ဖူတော့နော်။အဲ့အဲ့လိုမျိုးတော့သူကသူကတော့ဒီလိုပေါ့တွန်းပြီးရရက်တယ်။ဟမ်းမားအောင်ပူတော့နောက်ပြီးတော့အာဒါဒါဒါဖနာတော်တွေရောက်သွားတယ်။ဒါဒီဟိုအဲအဲဖီဘောဆိုဖီဒေမလစ်ဖီလီတလို့အဲ့ဒါအဲ့ဒါသူကအဲ့လိုတွေသွားတာ အဲအဲ့ဒါလေးအဲ့တော့လူဖြစ်သွားတော့နော်အဲ့တော့ခွေပန်တော့လေးဘာလို့အတိုင်းပဲနောက်ထပ်တချောအောင်အဲ့လိုလေးလာမနော်အဲ့တော့နောက်တစ်ခါအတိုင်းအဲ့တော့ဒီလိုလေးပြတ်စာကြည့်အောင်ကျွန်တော် တယ်လှန်တော့သူကလူလှန်တော့လူလာအဲ့အဲ့မဲ့သူကဖန်တတော်နေပေါ်လာဒီကနေပြစကြရတော့လူတော်နော်ပြုတ်သွားမှာပေါ့အဲ့ပြောတော့အဲ့ဖန်တတော်ပြန်ဝင်လာပဲ ဲ့ဒါဘလို့လဲဆိုလို့လို့ပေါ့ဒီကဒီ diminished fill တော့ယူရတယ်လားအဲ့ခိုင်းတယ်မြန်မာဒီရလူဖြစ်သွားပါဗောအဲ့လိုဖြစ်သွားမှာအဲ့တော့ဖြည်းဖြည်းချင်းပြန်ပြပါနော် ူဒီလက်အချိန်တက်တာလေးတွေကသူဆရာကြတယ်အဲ့ဒါသူအဲ့လိုမျိုးအဲ့မှာကြတော့သူကခွေပါနှုတ်ပြန်ဖြစ်သွားဟောရလေသူအဲစီမီဝါဝါအင်းစီမီခွေပါနှုတ်ပေါ့အဲ့လိုပြန်ပြန်ဖြစ်သွားဒီမှာကြတော့သူက triplet note ကိုသွားမှာသွားရွှဲ အဲ့မှာတိုင်ပြီးရှင်းတက်တာအဲ့နေရာမှာတက်တာသူကဒီဝါးစ်အဲ triplet note ကဒီလောက်ထိပဲပါပါ triplet note ကကြတာဟုတ်လားအဲ့ဒီအဲ့ဒီဒီဒီလိုပေါ့အဲ့ဒီနောက်ပြီးတော့ခွေပါတော့ဝင်စီမီခွေပါတော့ဝင်လာတာ အဲ့အရှင်လေးကရိုက်ဘယ်လိုခေါမို့ဒီနှီးလိုက်မြန်လိုက်အဲ့လိုမျိုးဖြစ်တာအဲ့ဒါ blues ရဲ့သူကဟိုကပဲ characteristic လို့ပြောလို့ရတယ်သူကတော့ဒီမဲ့တူမီတော့နော်တော့တာတော့ လို့ဆိုတော့အဲ့ဒါဆိုဘာလို့လဲနေရလေသာပြီးတော့ဒီဘက်ပြရတာနော်အဲ့ပဲလာပြီသူက triple ခုနဟိုဟာ primary minor blue scale ပြန်တော့အဲ့じゃနေနေတူတယ်သူကလူလေးသူဒီ ဒီကောင်းရဲ့အချိန်ကြီးကဒီဘက်ထိပါရနော်သူကအလိုလေးသူကအဲ့တော့ဒီလိုပြန်စမှာကျွန်တော်အလိုလေရရနော်အလိုလေ ပြီးတော့ဒီဘက်ဆက်တော်မှာတော့လို့လာကနော်ဒီဟာဆက်တွန်းတာဒီဘက်ဘွားပေါ့သူ7 23 45 56 69 20 20 20 flat အဲအဲ့20 flat ကိုပိတ်တွန်းနိုင်တယ်သူကတို့တဲ့ဂလိုလီလာမှာဟဲ့လိုလီသူကဒီဟာကိုမတီးဘဲနဲ့ပြန်ပေါက်တယ်ဟဲ့လိုလီ ီးတော့အဲ့ရဖြည်းဖြည်းချင်းပြမယ်နော်အဲအန်ဒီနာလေးမှာအဲ့ဒါလေးကကျူးဆိုင်ရလားအဲ့ဘီရောအဲ့နော် တော့ဘာဖြစ်လို့ဒီဟိုဘက်ဒီ E ကိုယူတော့မှာဒီ key ရဲ့ E power for အရေကို second ဟို major second key ရဲ့ကိုရောက်သွားတော့မှာသူကဒီကနေပြီးတော့ E ကိုပြောင်းတော့မှာအဲ့တော့သူက E တွေက minor second တော့ကိုတီးလိုက်ရတယ် G flat G flat minor ဝင်တော့မှာเนาะအဲ့တော့ မီယုံမဲ့ထင်ပါရဲ့နေတင်လာရေကတော့ချပြီပဲဘယ်စီကမီယုံနေလဲတွေ့မမီယုံမဲ့ထင်ပါရဲ့နော်အဲအဲဘုံစားဟာသူကဒီ blue the chi အများစုမှာသူကဒီ modulation sounds ပေါ့အဲ့ဒါကိုနေနဲ့အဲ့တော့ ဒီတခြင်းရဲ့ဟောပေါ့ဟောဂျန်နာစ်ကိုခွဲမယ်ဆိုရင်တော့ဟောပေါ့တပွဲဟောပေါ့ဘလူးစ်တပွဲလို့ပြောလို့ရတာပေါ့သူကအဲ့ထဲမှာဒီထဲမှာသူကဒီဟောပေါ့ theory ပေါ့ပညာရေးပိုင်းဆိုင်ရာဟိုအနေနဲ့အများကြီးရှိတာပေါ့အဲ့ဒါအဲ့တော့အဲ့တခြင်းကိုကျွန်တော် review လုပ်တယ်ဆိုတာတက်တက်ဘလူးခေါမိုဟောပေါ့ဟိုတက်တက်ကိုလုပ်ပြီးတာတမင်တက်တက်ကိုလုပ်ပြီးတာဘာဖြစ်လို့ဆိုတော့ဒီ borrow call တွေကိုဘလူးသုံးလဲ တော့ပြီးတော့တော့ပြီးတော့ဒီဟိုဒီ scale ပေါ့ scale တော့သူ့ရဲ့ဒီ minor blue scale ဘလို့တုံးသွားလဲဆိုတာကိုကျွန်တော်ပြောချင်လို့ပါအမှန်တော့ the review လေးလုပ်တာပါအဲ့တော့ဒီနေ့ကတော့ဒီသချင်းလေးတွေပဲကျွန်တော် review လေးနဲ့ပဲနှုတ်ဆက်လိုက်ပါရစေလို့နော်အဲ့တော့ကျွန်တော်ရဲ့ညီကိုမောင်မတ်မိတ်ဆွေတကယ်ချင်းများအားလုံးကိုနှုတ်ဆက်ပါတယ် bye bye ဒီဟိုပါတော့ကျွန်တော်တဲ CD နဲ့တော့ရေးမထားဘူး စီကင်းနဲ့ရေးထားတာဟိုတက်တက်တီးတက်တီးလိုက်လို့ရတယ်အဲ့ဒါเนาะအဲဒါမြေတာလက်ဆောင်နေနဲ့ကျွန်တော်ပေးပါတယ်လို့เนาะအဲ notes လေးကို I know ska to ဒီတည်းရယ်ချပြမှာချော။ဒါလေးဒါလေးချပြရဲပူမိုက်။ဟိုချစ်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 ။တို့ပြမှာနော်။ အဲ့ဒါဖြစ်ဖို့အဲ့ဒါဆိုရင်ရလာမယ်အဲ့ဒါလည်းဖြစ်တော့အဲ့ဒါအဲ့ဒါစာမျက်နှာ15ရဲ့ဟိုပါပဲဒါ notes ပေါ့နော်ညလာမယ်ဟိုကောအဲ့အမ်းကြည့်လိုက်ဒါလည်းညရပါရဲ့နော် okay အဲ့လို့မြေတားလက်ဆောင်ကျွန်တော်ပေးလိုက်ပါတယ်လို့နော်တချို့ခီးကော့တွေရှာခက်နေတယ် ဟိုညီငယ်တွေအတွက်အဲ့ကြောင့်ဒါလေးကိုတပြက်တက်လှုပ်ဖြစ်တာပါနော်ပြီးတော့ဘလို့သုံးလဲပါညာဆိုတာသိစီချင်လို့ပါနော်အဲ့တော့ bye bye